ရခိုင်ပြည်အတွင်းအာရခတက်တော်ထိန်ရှုပ်ထားတဲ့မြို့နယ်အချို့ကိုပြန်လည်ထိုးစစ်ဆင်မှုစစ်ကောင်စီကပို့ပြီးတော့ပြင်ဆင်နေတယ်လို့အေကအော်တိုဘတ်၁၉ရက်နေ့ကထုတ်ပြန်ပါတယ်။အဲဒါကြောင့်တန်တွဲနယ်ကမြို့နယ်အတွင်းကပင်လယ်ပြင်ငါးဖမ်းမှုကိုညနေ၆နာရီကနေမနက်၆နာရီအတွင်းတားမြစ်ထားတယ်လို့ဖော်ပြထားပြီးနေ့အချိန်မှာလည်းစစ်ကောင်စီနေပြည်တော်နဲ့ဝေးရမှာငါဖမ်းကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်စီကရခိုင်ကရွေးတော်တခြားရေတဲ့အင်အားဖြည့်တင်းမှုနဲ့နေပြည်တော်တလာလှုပ်ရှားမှုကိုအချိန်မြင့်လှုပ်ဆောင်နေတယ်လို့ င်လယ်ကန်ဆက်ကြီးရဒေသခံတွေစီကသိရပါတယ်။အမ်ပေါ့နော်မကွေးတိုင်းတွေကဝင်လာလဲဝင်လို့မရဘူး။အဲပြီးတော့ကျွန်တော်တို့ပဲခူးတိုင်းပေါ့နော်ညောင်ကျိုးဘက်ကနေပြန်ဝင်မှုစူးစမ်းတာလဲအဆင်မပြေဘူး။အဲပြီးရင် AR တိုင်းဘက်ကနေဝင်လာလဲဝင်မှုစူးစမ်းနေတာလဲအထမမြောက်ဘူးပေါ့နော်။အပြင်ကျွန်တော်တို့ဒီရခိုင်မြောက်ပိုင်းကျွန်တော်တို့ဒီပလောက်ဝဲချမ်းကနေဝင်းမိုးလဲသူတို့စူးစမ်းနေတာရှိတယ်။ဒါပေမဲ့ပလောက်ဝမြောက်ချမ်းကပို့ပြီးတော့ဝေးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကြားထဲမှာ အချင်းကွယ်ရေးတက်တယ်ပေါ့နော်ချင်းတော်လိုင်းရေးတက်ဖွဲ့တွေကိုသူတို့တွေဖြတ်ကျော်အောင်မယ်ဝင်လာမဲ့ဝင်ပေါက်၃ခုလုံးကတစ်ခုမှအလုံးမဖြစ်ဘူးအဲ့တော့သူတို့ဝင်လာစရာဒီရေတက်လမ်းကြောင်းပါပဲရှိတယ်ကြောက်ဖြူကနေတစင်စစ်တွေမှာသူတို့အင်အားတွေအများကြီးရှိတယ်ပေါ့နော်ကြောက်ဖြူကနေစစ်တွေဘက်ကိုပေါ့နော်ကြောက်ဖြူကနေပဲအန်တက်တောင်လမ်းကနေပဲလာမလားဒါမှမဟုတ်လေတန်တွဲခွားဘက်ကနေလာမလားပေါ့အဓိကကတော့လေတက်ကရောရေတက်ကရောပြစ်ကူယူပြီးတော့ချင်းကပ်လာမဲ့သဘောရှိတယ်